င်္ဂလာပါရှင်မန္တလေးကသစ်ချန်နယ်နောက်ဆက်သတင်းကိုတင်ဆက်ပေးပါမယ်စစ်တပ်မြို့တော်ပြည်ဦးလင်မြို့လေကောင်မှာရွှေဆိုင်တများတိုင်းမှုပြစ်ကတ်မှုဖြစ်ပွားပြီးတယောက်သေးဆုံးကဓမြတောက်ကိုလက်နက်နဲ့တူပန်စီအားရှင်အကြပ်ဖက်စစ်တပ်စစ်တပ်ကတော်ရဲ့ဂျေဆိုင်ရပြည်ဦးလင်မှာရွှေဆိုင်တများတိုင်းမှုပြစ်ကတ်မှုဖြစ်ပွားပြီးတယောက်သေးဆုံးကဓမြတောက်ကိုလက်နက်နဲ့တူပန်စီအားရှင်ကြောင့်ရဲသတင်းမြင့်နဲ့ဒေသပြည်သူတွေကလည်းသိရပါဗျာ ယနေ့မနက်7:30မိနစ်ချိန်ပြည်ဦးနယ်မြို့လယ်ကရက်ွက်ကြီးကနိုင်စင်နီးရှိအောင်စပယ်ရွှေဆိုင်ကိုဆိုင်ဖွင့်ရပြင်ဆင်နေစဉ်တနက်သမားနှောက်ကဝင်ရောက်လာပြီးဓမြတိုင်ရမှာရောင်းရင်ဆန်ကဖြစ်ကြောင်းရောင်းရင်ဆန်ကမှုတွေပြစ်ကတ်မှုဖြစ်ပွားပြီးဆိုင်ဝင်တန်းဥဆိုင်ဝင်ဒေသောင်းကြောင်ရင်းနောက်နီးနောက်ရှိပြည်သူတွေဝိုင်းဝန်းဖန်ဆီယာမှာဓမြတိုက်တဲ့သမားတန်းကိုဖန်ဆီယာရှိကြောင်းသိရတယ်။ဆိုင်ကန်နဲ့လာပြီးဆိုင်ကန်နဲ့ပြေးဖို့ပြင်တာဆိုင်ထဲမှာရုံးရင်ဆန်ခန့်နဲ့ပြစ်ခတ်မှုဖြစ်တဲ့တအုပ်တည်တဲ့ဆိုင်ရှင်ကမြေသမီးရဲ့တန်းအရာနဲ့ခုတော့ပိတ်ဆို့စစ်ဆေးမှုတွေလုပ်နေကြတယ်လို့ပြည်ဦးနယ်မှာဒေသပြည်သူတွေကပြောတယ်။ လက်ရှိဖန်ဆင်းရရှိထားတရားခံတမျှတောင်းမအောင်မျိုးနိုင်အသက်30နှစ်အပဦးတစ်ပေါင်းဖြစ်ပြောဖားကံမျိုးမရှိကတောင်ရက်ွက်မှာဖြစ်ကြောင်းလွတ်မြောက်တန်းသူတွေမှာမျိုးကြီးဖြစ်ပြောမန္လီမြားရီနန္ဒာရက်ွက်မှာဖြစ်ကြောင်းသိရတယ်ဆက်လက်ပြီးတော့ TNN ၄ဆုတ်ခွာမဲ့မိုးမီမျိုးကနေ ABS DNA PDF တို့ KIC ကိုညီမီဟု ။ KI ကိုပြောခွင့်ရပုံမူကြီးနော်ဘူးကပြောဆိုမမိမျိုးကိုစစ်တပ်လောက်မကြောက်စရင် KI ပတ်ကဖောင်းနဲ့မဟာမိတ်တွေပူပေါင်းဆောင်မျိုးကလေးပြုရန်ပြည်နယ်မြောက်ပိုင်းမှာ TNL စုခွန်မဲ့မမိမျိုးမှာ ABS DN နဲ့ PDF တို့ကို KI ဆဲကူညီမိဟု KI ပြောခွင့်ရပုံမူကြီးနော်ဘူးကပြောဆိုလိုက်ပါတယ်။မမိမျိုးနဲ့မှာ KI တန်းနဲ့ပြပြီး ABS DN PDF တို့နဲ့အတူပူရန်ရှင်နေကြောင်း တပ်ပေါင်းစုပြည့်တူတူနေထိုင်ပြီးတော့ချိန်ချထားကြောင်း KIA အနေနဲ့တရားနယ်လေးဆောက်ခွာမယ်။မုံမိတ်မြို့နယ်ပတ်သက်ပြီးစီရဆောင်ရွက်မရှိတော့လဲ ABS တရားနယ် PDF တို့ရဲ့စီရလှူရှာမှုရဲ့လှုံ့ဆော်လာရင် KIA ကကုညီတော်မီဖြစ်ကြောင်းဘုံမကြည့်တော့ဘူးကပြောပါဗျာ။မမိတ်မြို့နယ်ထဲမှာကျွန်တော် KIA တိုင်ရင်34ခုရှိတယ်။ KIA PDF တပ်ပေါင်းစုတူတူနေတဲ့ခြေချတာရဲ့မမိတ်မြို့နယ်ပတ်သက်လို့တီးတန့် KIA ကတော့ဘာမှလုပ်ဖို့မရှိဘူး။ ဒါပေမဲ့မဟာမိတ် ABS DN နဲ့ PDF တွေကိုတော့ KI ကိုညီအောင်ရွှေ့နိုင်တယ်လို့ဘုံမူကြီးနောက်ကပြောတယ်။မုံမိတ်ခံပြည်သူကာကွယ်ရေးဖွဲ့ကလည်းမုံမိတ်ခံမှာဖြစ်ပေါ်တဲ့အခြေအနေအရမြို့သူဝင်ခက်ခဲတဲ့ကြောင့်တွေ့စေကမှုပြည်သူနဲ့တသားရရှိနေဖြစ်ကြောင်းထို့ပြင်စစ်ကော်မရှင်လည်းအကူမကြရောက်စေရန်နဲ့တော်လိုင်းအောင်မြင်မှုပန်းနိုင်စေဖို့အမြဲဆုံးရရှိစေရန်တော်လိုင်းညီတော်မှာမိတ်တွေနဲ့အတူပူးပေါင်းပြီးအောင်မြင်မှုရသည့်တည်ဆက်လက်ကြည့်တဲ့သောင်းပြည့်ကြောင်းဂရုတစာပြုထားတယ်။ TNN ကအော်တိုဘာ29ရက်နေ့မှာတရုတ်ရဲ့ကျောင်းဝင်စစ်ဆင်မှုနဲ့စစ်တပ်နဲ့ပြင်ခရယ်ဆဲလိုက်ပြီးမိုးကုတ်နဲ့မုံမိတ်မြို့တွေမှာပြန်လည်ဆက်ကွာပြီးဖြစ်ကြောင်းတရုတ်ဝန်ထုတ်ပြန်ကြေညာတယ်။ဆက်လက်ပြီးတနင်္သာရီမြို့နယ်မှာမော်တော်မြို့မှာစစ်တပ်နဲ့ဒေါ်လိုက်တပ်တွေတိုက်ပွဲပြင်းထန်ဖြစ်ပြီးရွာလုံးစုထောင်ကျဲပြည်သူတွေထိုင်းမြို့မှာနေဆက်ကိုထွက်ပြေးတင်ရောက်နေရတနင်္သာရီမြို့နယ်မော်တော်မြို့မှာစစ်တပ်နဲ့ဒေါ်လိုက်တပ်တွေတိုက်ပွဲပြင်းထန်ဖြစ်နေပြီးမြို့လုံးစုထောင်ကျဲပြည်သူတွေထိုင်းမြို့မှာနေဆက်ကိုထွက်ပြေးတင်ရောက်နေရကြောင်းဒေသပြည်သူတွေကပြောတယ်။ နိုင်ပါစင်းဒီကစတင်ပြီးမော်တော်မျိုးဘက်ကစစ်တပ်ကလက်နက်ကြီးပြေကကျင်းစစ်ကြောင်းထိုးခြင်းတွေလုံဆောင်လာကြောင်း KNU ဦးဆောင်တဲ့ဒေါ်လင်းတပ်တွေကလည်းစစ်တပ်ကိုပြန်လည်ခုခံတိုက်ခိုက်ရာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့ကြောင်းနိုင်ပါလ17ရက်နေ့နဲ့12ရက်နေ့ထိမော်တော်မျိုးပေါ်တီတိုက်ပွဲတွေဖြစ်ပွားနေကြောင်းမော်တော်မျိုးမှာမြို့လုံးကျွတ်ပြည်သူတွေမှာထိုင်းမြန်မာနယ်စပ်တိုင်းအနာပိုင်းနေစောင့်ကြည့်ကြတဲ့တန်စီခွန်ဂိတ်နေကိုစစ်ပေးဆောင်နေရကြောင်းသိရတယ်။ ယနေ့မနေ့ပိုင်းမှာလည်းမော်တော်မျိုးပေါ်နဲ့နီးပဝင်ခြင်းမှာလက်နက်ကြီးနဲ့လက်နက်ငယ်နဲ့အပြန့်အလန့်ပြစ်ခတ်မှုဖြစ်ပွားနေကြောင်းစစ်ဘေးရှောင်ပြည်သူတွေမှာစားနေကအဝိဒံနဲ့ဈေးဝိုင်လွက်နေကြောင်းသိရတယ်။ KNY ရထုတ်ပြန်ချက်အရတော့နိုဝင်ဘာလ10ရက်နေ့ကစပြီးမော်တော်နယ်စပ်ရှိအာနာတိန်ဂျဖတ်စစ်တပ်စခန်းရဲ့လက်နက်ကြီးပြစ်ခတ်မှုကြောင့်ဒေသခံတွေရခုချိန်ထိဖျက်ပြေးတိမ်းရှောင်နေရကြောင်းအာနာတိန်ဂျဖတ်စစ်တပ်က ၎င်းတို့အနာဆက်လက်တည်မြဲရေးအတွက်၎င်းတို့အုပ်စုအနေမြေတွေမှာအတူရောင်ရေကောက်ပွဲကိုတင်းတမပြုလိုက်အတူကြိုးပမ်းလျက်ရှိကြောင်း၎င်းတို့လက်လက်ဆောင်ရှင်ခဲ့တဲ့အနေမြေတွေဖြစ်တဲ့ KNU မိတ်တွယ်ခိုင်အုပ်ချုပ်ရဒေသများတွင်ရှိပြည်သူလူထုတွေအကြောက်တရားဖြစ်ပေါ်စေရဲကျက်ရှိရှိလေကြောင်းမှာဘုံကျဲတိုက်ခိုက်ခြင်းလက်နက်ကြီးပြစ်ခတ်ခြင်းနဲ့မကြာခဏပြုလုပ်နေကြောင်းသိရပါတယ်။ ဆက်လက်ပြီးဆရာနာသိမ့်မှုကိုစက်ကျင်ဆန္ဒပြခဲ့ကြတဲ့ပြည်သူအိမ်နာကျောင်းဆင်ပါဝင်တရုတ်ဆောင်တွေကိုစစ်တပ်အတွေ့အကြုံရွေးကောက်ပွဲပါဝင်ထောက်ခံတဲ့လှုပ်ရှားမှုတွေမှာပါဝင်ခိုင်းပြန်ဂျပန်စစ်တပ်ဆရာနာသိမ့်မှုကိုဆန္ဒပြစက်ကျင်ခဲ့တဲ့ပြည်သူအိမ်နာကျောင်းဆင်ပါဝင်တရုတ်ဆောင်တွေကိုစစ်တပ်အတွေ့အကြုံရွေးကောက်ပွဲအတွက်မဲပေးရင်နဲ့ထောက်ခံပါဝင်လှုပ်ရှားမှုတွေမှာပါဝင်ခိုင်းပြန်နေ။နိုဝင်ဘာလ9ရက်နေ့ကစပြီးရန်ကုန်မြို့မှာစစ်တပ်ကတရုတ်ဆောင်တွေနုပညာရှင်တွေကိုအတင်းကျပ်ဖိအားပေးပြီးရွေးကောက်ပွဲထောက်ခံမဲပေးလှုပ်ရှားမှုတွေမှာရန်ကုန်ခိုင်းနေခြင်းဖြစ်ပြီးရန်လှုပ်ရှားမှုတွေမှာဆရာနာသိမ့်မှုကိုစက်ကျင်ဆန္ဒပြခဲ့ကြတဲ့ပြည်သူပိုင်တခုအိမ်နာကျောင်းဆင်ပါဝင်မင်း သားမင်းသမီးတွေကိုစစ်တပ်ကပောင်းရင်တုံဆောင်ခိုင်းကြတယ်။စစ်တပ်အတွေ့ရောင်ရေကောက်ပွဲထောက်ခံတဲ့လှုပ်ရှားမှုတွေမှာပြည်တည်ဦးစစိုင်းကန်လိုက်ထွန်းထွန်းရွှေထူးညီနန်းသောဟိတ်ဝင်ရဲ့ပိုက်တကွန်အောင်ရဲလင်းအလင်းရောက်တိုင်းရောလွမ်းပိုင်ကြော်တန်းအောင်ထူအောင်ထွေနာဘူခိုင်တင်ချင်းအင်ဒရာကျော်စင်ဆိုပြတဲ့စင်ဖွေဖွေဝင်းမုံရွှေကြီးချောရတဲ့နောက်အေးမြတ်သူရွှေမုံရည်တီခင်ဝင်းဝါမိုဟိကိုရုံးဝတီလင်းမိုးပိုးမမီသာရတနာပုံ တင်ဆောင်ဝင်ကျော်ဖူးဆောင်လောဘောအေထားဆောင်းဝင်ရီမေမေပချီတဲစုငိမ်မေမီကိုကိုနဲ့ရွှေမင်းသမီးတို့ပါဝင်ရိုက်ကူစေခြင်းဖြစ်ပါတယ်အော်တိုဘန်30နှစ်ဂျပန်စစ်တလောက်ကံပြန်ကြားရင်းနဲ့ပြည်သူ့ဆက်ဆိုင်ဦးစီးဌာနမှညွန်ကျောက်အေးကျွဲကရန်ကုန်မြို့ရှိရုပ်ရှင်လုပ်ငန်းရုံနေမှာရုပ်ရှင်အတိုင်းဝန်ခေါ်ရတွေ့ဆုံပြီးလာမယ့်ရွေးကောက်ပွဲအတွက်စစ်တပ်ကပြုလုပ်မဲ့ဝါဒပြန်အလဲညာစီရင်ရေးဒီမှာပါဝင်တယောက်စာမိဖြစ်ကြောင်းလွန်ငိမ့်နဲ့ပြန်လဲလွတ်မြောက်လာတဲ့အမှုပညာရှင်တယောက်စာနေပါမကြံပောင်ရမိဖြစ်ကြောင်း အကဲညင်ဆန်နေရင်အထက်မေရရင်းရမျိုးဖျားပေးပြောဆိုခဲ့ပြီးနောက်ရင်းကဲ့သို့စစ်တပ်ဝါရပြန်လှောက်ရှာမှုတွေမှာပေါင်းလာခြင်းဖြစ်ပါတယ်။စစ်တပ်ကထုံးလင်းပြသခဲ့ခေတ်သမိုင်းကိုတုံးဆိုင်မဲ့သူတွေရွေးကောက်ဝန်ဆိုင်ရာအလိညာဝရပြန့်ဇလန်ကိုလူမှုကွန်ရက်မှာတစင်ဝေဖန်သေးသူကဒရိုက်တာမိုက်တီကိုတန်ထွန်းစွန်စပုတ်တယုတ်ဆောင်ကျော်ဝင်းထုတ်ကောကျော်မင်းထုတ်နဲ့ဟာတာတယုတ်ဆောင်အုံတိုင်းကောဇော်မြင့်တယုတ်ဆောင်အောင်ဆန်းလူရုပ်ရှင်ဒရိုက်တာ တက်လုံကောဇက်မှုထွန်းတက်လွင်တို့ကိုစစ်တပ်ကဖမ်းဆီးပြီးရွေးကောက်ဝန်နောက်ဆက်သူတွေဥပဒေနဲ့မှုဖွင့်ထားပါတယ်။ ဆက်လက်ပြီး AAC ကိုစီတော့ဗိုလ်ချုပ်ထုံးမြနိုင်ရှိနေနေရာကိုပုံသေးပြီးတပုံမှန်သမျှအပြတ်ဆအမြင့်ဖြောင်းအမျိုးချက်ဖို့ပါတီနဲ့ပြည်တော်နဲ့မြို့ဥက္ကဋ္ဌအမတ်လောင်ပူလလဆွေကျောင်းအရက်ခတ်တော်ရေးရေးစီကိုစီတော့ဗိုလ်ချုပ်ထုံးမြနိုင်ရှိနေနေရာတွေကိုပုံသေးပြီး တပုံမှန်မြအပြတ်ချအမြင့်ဖြောင်းမီဖြစ်ကြစက်ဖို့ပါတီရဲ့နေပြီးတော့နေမြဥက္ကဋ္ဌအမတ်လာဘူးလလဆင်ကကြွကြောပြောဆိုတယ်။နိုဝင်ဘာလ10ရက်နေ့၎င်း၏လူမှုကွန်ရက်စာမျက်နှာမှာတစဉ်ထုံးထုံးပြောဆိုလိုက်ခြင်းဖြစ်ပြီးလက်ရှိချိန်မှာငြိမ်းချမ်းရေးဆွေးနွေးမဲ့အချိန်မဟုတ်တော့ဘဲအပြတ်ချအမြင့်ဖြစ်ကြတပုံမှန်မြအမြင့်ဖြောင်းရမီဖြစ်ကြငြိမ်းချမ်းရေးစကားပြောဆိုခဲ့ဒီမှာများနေပြီဖြစ်ကြလဆင်ကထုံးထုံးပြောဆိုထားခြင်းဖြစ်တယ်။ဘူးလလဆင်ကစက်ဖို့ပါတီရဲ့ဘုတ်ကော်မတီဝင်ဖြစ်ပြီးနေပြီးတော့ကောင်းစီနေမြဥက္ကဋ္ဌဖြစ်ကဘုပ္ပတိရည်မြတ်နဲ့ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လာဖြစ်စဉ်တင်သားသူလည်းဖြစ်ပါတယ်။ ရင်းပြင်းနေပြီးတော့စစ်ရုံကလည်းရခိုင်ပြည်နယ်ဘလောက်ဝမြို့နယ်အတွင်းတင်းရှင်းနေနိုင်တဲ့ပေါ်ကျောက်ထုံးမြေနယ်တီနီယာနဲ့အေရုံးထဏာချုပ်ကိုစုံစမ်းဖို့အတွက်အတူပါလာနှံပိုင်တွေပြုလုပ်ခဲ့ရခိုင်ဒေသစီရေးဆိုင်ရာဇီဝေမှာညွှန်ကြားခဲ့ကြောင်းနေပြည်တော်စစ်တပ်တရင်ထံကနေသိရပါတယ်။ဆက်လက်ပြီးမြမရေးတိမတ်ပြုမှုနိုင်ငံသားတွေစီကစစ်ကော်မရှင်မျှော်လင့် လာမယ့်နှစ်ကွန်ပိုင်းနဲ့နှစ်ဆန်ပိုင်းအတွင်းပြုလုပ်မယ့်ပါတီစိုဒီမိုကရေစီအတွင်းတွင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမြမရေကိုမဲပေးပိုင်권ရှိတဲ့နိုင်ငံသားတွေစီကအသိအမှတ်ပြုဆုံးဖြတ်မှုစစ်ကော်မရှင်ကမျှော်လင့်နေတယ်။သူတို့ကျင်းပမယ့်ရွေးကောက်ပွဲကိုမိဖက်နိုင်ငံကျိုးကလည်းကုလသမဂ္ဂနဲ့ EU ပါဝင်နိုင်ငံတကာတောက်ခံမှုမရှိတဲ့ပေါ်စစ်ကော်မရှင်ပြောခွင့်ရဗိုလ်ချုပ်စော်မင်းတို့ကပြည်သူတွေကိုသိပေးချက် အသည့်ပေးချက်ဆိုပြီးတော့နိုဝင်ဘာလ10ရက်နေ့မှာနိုင်ငံပိုင်ဝါရဖြစ်ရုပ်သံမီဒီယာတွေကနေအသည့်ပေးလာတာတိုင်းတစ်ပါးနိုင်ငံတွေရဲ့ဩဇာအာဏာနဲ့ဘလုံဝင်အောင်စုဖမ်းမှုပေါ်မှာမြန်မာနိုင်ငံရွေးကောက်ပွဲပြက်ပြန်းအောင်ပြောင်းလဲအောင်လုပ်လို့မရပဲမြန်မာရေကွန်နိုင်ငံသားတွေကပဲအသည့်မှတ်ပြုဆုံးဖြတ်ရင်လုံလောက်နေပြီလို့ဆိုတယ် ပြည်ခဲ့ဇူလိုင်လ31ရက်မှာခေါ်ယူခဲ့တဲ့မြို့သားကာကွယ်နဲ့လုံခြုံရေးကောင်စီစီဝေးကနေနိုင်ငံတော်ကိုအရေးပေါ်ခြင်းဖြင့်ကြေညာထားမှုကိုပြန်လည်ရုပ်သိမ်းခဲ့တဲ့စစ်ကောင်စီကိုလည်းဖြတ်သိမ်းခဲ့ပါတယ်။ဒါပေမဲ့စစ်ကောင်စီဘုဇုံမူချင်းမြောက်လိုင်းကိုယ်တိုင်ရာယီသမရရာဒူနဲ့အာနာရဲရဲကိုမြို့သားကာကွယ်နဲ့လုံခြုံရေးကောင်စီတပ်ပြန်လည်လွှတ်ရခဲ့ပြီးရွေးကောက်ပွဲကျင်းကကျင်းပဖို့စစ်ကောင်ရှင်ကိုအတင်ပြောင်းဖွဲ့စည်းခဲ့ပါတယ်။ဒါအပြင်ရွေးကောက်ပွဲကပြည်သူ့တန်ကိုနားထောင်ပြည်သူတွေရဲ့ကောင်းကျိုးဆန္ဒကိုဖြည့်ဆည်းပေးနိုင်တဲ့အမြန်ဆုံးရန်တရားစနစ်တစ်ခုဖြစ်လို့မဲပေးပိုင်ခွင့်ရနိုင်တဲ့တိုင်းမဲပေးကြဖို့စစ်ကောင်ရှင်ပြောရေးဆိုခွင့်ရှိသူကတိုက်တွန်းပါတယ်။ မြန်မာနိုင်ငံမှာတကြောပြည်ဆရာနာတင်မှုဇာတိုင်းတော်လက်နက်ကိုင်ဖွဲ့စည်းတွေနဲ့တော်လိုင်းရာဆိုရင်ဆရာနာရှင်စနစ်ကိုမြစ်ပြချိန်မုံမှုစစ်တပ်နဲ့တိုက်ပွဲတွေဖြစ်ပွားနေတာ၅နှစ်နီးပါးရှိလာပါပြီ။လက်ရှိမှာလည်းရွေးကောက်ပွဲနဲ့ပတ်သက်ပြည်တွင်းကတရားစောင်နေတဲ့ဆိုတော်တွေကိုဒီမိုကရေစီခိုင်မြဲဖို့မယုံသွားပြီးမဲပေးဖို့ရွေးကောက်ပွဲမှာဒီပုံမှန်ကောင်းမွန်တဲ့နာဂတ်စီတို့စရိုက်ကြောကြောတန်းတဲ့ဝါရပြန့်စည်းအောင်လှုပ်ဆောင်ခိုင်းတဲ့အစီအစဉ်တွေကိုစစ်ကော်မရှင်ကစတင်ပြုလုပ်နေပါတယ်။ လွန်ခဲ့တဲ့နှစ်ပတ်ကြာတဲ့ပြည်သူ့လှုပ်ရှားမှု platform ကလွတ်လပ်တဲ့သူတွေသနာအဖွဲ့ကနေကောက်ယူခဲ့တဲ့စစ်တမ်းတွေရာစစ်ကော်မရှင်ဦးဆောင်ကျင်းပမဲ့တွေ့တွေ့ရေးကောက်ပွဲကိုမယုံကြည်သူ68%ကနေရှိနေလို့ဖော်ပြတယ်။ဆရာနာရှင်စနစ်ကအနည်းမျိုးစုံနဲ့စတင်နေကြတယ်တော်လည်းရာစွေက2008ဖွဲ့စည်းပုံခြေကံဥတည်အောက်ကနေကျင်းပမဲ့ရေးကောက်ပွဲဟာအာနာရှင်စနစ်ကိုသက်စွန်းရှောင်လုပ်ပေးတဲ့အတူရောင်ရေးကောက်ပွဲဖြစ်သတ်မှတ်ထားကြတယ်။ မုံကမာအုပ်စုဝင်ဝအတိုင်းရင်းနဲ့မုံလူငယ်တွေကလည်းစစ်ကောင်ရှင်ဂျမမရွေးကောက်ပြားနိုင်ငံတော်ဝန်ပြည်သူတွေလိုလာတောင်းတဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနဲ့လုံအောင်ဆန်းကျင်နယ်လေသဘောထားကန့်ကွက်ထုတ်ထားပါတယ်။နောက်ဆက်အပြေးကြတဲ့အတွက်ဒုမင်းကျေးဇူးတင်ရှိပါတယ်ရှင်။